မင်္ဂလာပါကလေးတို့ရေ EK Story Wa Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရနော်ဒီနေ့မှာတော့မမကဇလန်ဝင်းစော်30တရုတ်ဖော်စုထွက်အောင်လို့ရဲ့ရုပ်ပြကာတွန်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရနော်ကျေးဇူးတည်တတ်တဲ့သူတခါတော့ငါပေါ့တော်ရင်တကယ်မှာ ညီခွေးတကောင်ဟာမနာမကျန်းဖြစ်ပြီးလဲနေလေတဲ့ညီခွေးဟာရိုင်းနေနေနဲ့တောထဲလျှောက်သွားတော့ယုံတမင်တရေလေးတွေကသူ့ကိုမြင်တာနဲ့ထွက်ပြေးကြလေတဲ့ညီခွေးဟာလည်းပြေးမနေပါနဲ့မင်းတို့ကငါမဖမ်းနိုင်ပါဘူးရေးစားလာလို့စမ်းချောင်းမှာရေးတောက်လာတာပါလို့ပြန်ပြောလေတဲ့ဒါကူမြင်နဲ့ရေးတောက်လာတဲ့ကြီးကန်းကောင်ဟာကြောက်သွားတယ်ကွယ် ။ရေခွေးကြီးဟာ ပြောဖို့ကိုကြီးကကျုပ်ကိုမကြောက်ပါနဲ့ဗျာ။ကျုပ်မကြမ်းမမာဖြစ်နေလို့တင့်ကိုဘာမှမလုပ်နိုင်ပါဘူးလို့ပြောလိုက်တဲ့။ကြီးကန်းဟာလည်းဒါဆိုအတင်မြေခွေးကဘာစားချင်လဲလို့မေးလိုက်တဲ့အခါမှာတော့မြေခွေးဟာအသားလေးစားချင်တယ်လို့ပြန်ပြောတဲ့။ကြီးကန်းကြီးဟာကျုပ်ကခမည်းစားချင်တဲ့တားကောင်လေးကို မဖမ်းနိုင်ဘူးဗျ။တခြားဟာတွေစားလို့ရတယ်မဟုတ်လားလို့မေးလိုက်တယ်။ ညီခွေးကြီးကလည်းဘာမှမစားရတဲ့ထက်စားရင်အသားတလုံးလောက်တော့စားချင်ပါတယ်လို့ပြန်ပြေတဲ့ဒီလိုနဲ့ကြီးကန်းဟာမြေခွေးကိုအသားတလုံးလေးတွေယူလာပြီးနေတိုင်းကျွေးတော့တာပုံပဲတနေ့မှာတော့ကြီးကန်းယူလာတဲ့အသားကိုစားပြီးမတင်းနေနိုင်တာနဲ့မြေခွေးကကောက်ချစ်ဖို့စဉ်းစားတော့တယ်ကြီးကန်းကိုစားရရင်ကောင်းမှာပဲလို့တွေးနေတော့တာပေါ့နောက်နေ့မှာတော့ ကြီးကန်းအစာလာကျွေးတဲ့အချိန်မှာမြေခွေးကသူ့ရဲ့အကြံစီတိုင်းပဇက်ကြီးကိုဟာထားလိုက်တော့တယ်။နောက်ပြီးတော့အယိုးစုနေလို့ထွင်ပေးပါလားလို့ပြောလိုက်တယ်။ကြီးကန်းကလည်းဘယ်လိုလုပ်ရမလဲနီးလန်းပြောပါလို့ပြောလိုက်တာပေါ့ကွယ်။ဘာမှမခက်ပါဘူး။တင်ကကျုပ်အာကောင်လေးကိုခေါင်းဝင်ပြီးတင်းရဲ့နှုတ်သီးနဲ့အယိုးကိုစွဲထုတ်ပေးရုံပါပဲလို့ပြန်ပြောတယ်။ဒါနဲ့ကြီးကန်းကလည်း ညီခွေးရဲ့အာကောင်လေးကိုခေါင်းဝင်တော့ညီခွေးကတခါတည်းကြိုက်ချလိုက်တယ်ကွ။ဒါပေမဲ့လည်းတီတီလေးလွတ်သွားလေတဲ့ကြီးကဟာမြေခွေးတင်ဟာတင့်ကိုအစာကျွေးတဲ့ကျုပ်ကိုစားဖို့အတွက်စိတ်ကူးတာဟာအလွန်ရုံမာတာပဲတင့်ကိုမယုံကြည်တော့ဘူးသွားမယ်ဆိုပြီးတော့ထွက်သွားလေတော့တဲ့ဒီလိုနဲ့အချိန်ကြီးကြာလာတော့ ကြီးကန်းဟာတောထဲကိုအစာရှာသွားရင်ခြေထောက်မှာဒဏ်ရာရပြီးလဲနေတဲ့လူတယောက်ကိုတွေ့သွားတယ်။အတင်လူသားဘာဖြစ်နေတာလဲလို့မေးလိုက်တာပေါ့။ကျွန်ုပ်တောထဲမှာတတီဥရှာရင်ခြေထောက်ငုံဆူးလို့ပါ။အစာမစားရတာလဲသုံးရရှိပါပြီလို့ပြန်ပြေးလေတဲ့။ဒါနဲ့ကြီးကန်းဟာလည်းမြေခွေးကိုကယ်ရင်မြေခွေးရဲ့ကောက်ချစ်စင်းလဲပုံကိုပြောပြလေတဲ့။ လူငယ်လေးဟာကျုပ်တို့လူသားတွေမှာလဲကျေးဇူးတည်တဲ့သူနဲ့ကျေးဇူးမတည်တဲ့သူဆိုပြီးရှိပါတယ်။ကျုပ်ကအစိုးကြီးကရဲ့ကျေးဇူးကိုမမေ့ပါဘူးလို့ဖြေလိုက်တဲ့။ဒီလိုနဲ့ကြီးကန်းကလူသားကို ရေတို့တတိတို့ယူလာပြီးကျွေးမွေးရပါတော့။လူငယ်လေးဟာခြေတော်ကောင်းတော့ကြီးကန်းကိုကျေးဇူးဆက်ဖို့သူ့ရဲ့ရွာကို ခေါ်သွားတယ်ကွ။ ။ရွာရောက်တော့ကြီးကန်းကိုအစားအစာများနဲ့ဝါဝလင်းလင်းကျွေးမွေးထားတာပေါ့။ကြီးကန်းဟာသူ့အတက်ကိုကဲတင်ခဲ့ကြောင်းကိုရွာသူရွာသားတွေကပြောပြကာသူ့နဲ့ကြီးကန်းတို့ဟာခင်မင်စွာ နေထိုင်နေကြတာပေါ့ကွယ်။ဒီလိုနဲ့ကြီးကန်းဟာအသက်အရွယ်အရာတည်ဆုံးသွားခဲ့ပါတော့တယ် ဒါပေမဲ့လေရွာသားလေးဟာသူ့ရဲ့အတတ်တခင်ဂျေဇုရှင်ကြီးကန်းရဲ့ဂျေဇုတရားကိုအတိအမှတ်ပြုတဲ့အနေနဲ့ရုတ်ထုထုပြီးအိမ်မာထားတာတရားလုံးကချီးကျူးထားတော့တာပေါ့ကွယ်ဂျေဇုတည်တဲ့သူဆိုရဲ့ပုံမြင်လေးကတော့ဒီလောက်ပါပဲနော်နောက်ထပ်ရုပ်ပြကာတွန်းလေးမှပြန်လည်ဆုံပြချင်ပါသေးတယ်နော်တတား